စကိုင်းတိုင်းဒေသကြီးဝက်လက်မြို့မှာတင်းစည်းကံမြေအား2000ကျော်ပြန်ရဖို့တောင်သူတွေကလွှတ်တော်မှာတင်ပြဖို့ပြင်ဆင်နေပါတယ်ဒီသတင်းကိုတော့အောင်ကိုလက်ကပေးပို့ထားပါတယ်ရှင်သတော်နဲ့တမဝိုင်မှာဦးစီးဌာနကမြေယာတွေတင်းစည်းပြီးလေယာမြေကိုအခြားနည်းလမ်းတွေအသုံးပြုနေတာကိုတောင်သူတွေကလွှတ်တော်ကိုတင်ပြဖို့ပြင်ဆင်နေတာပါလွှတ်တော်မှာအဲအစီအစဉ်ရှိပါတယ်တင်ပြဖို့ရနော်တို့ပြီးခဲ့တဲ့နော်အစိုးရလက်ထက်တုန်းကလည်းဦးသိန်းစိန်အစိုးရလက်ထက်တုန်းကလည်းပဲ ဒီကိစ္စတွေကိုတင်ပြထားပါတယ်ဒါပေမဲ့လို့လုံးဝဆောင်ရွက်မပေးပါဘူးအခုတရားသားအစိုးရလက်ထက်မှာလည်းပဲဒါလွတ်တော်ကိုတင်ပြပြီးတော့เนาะတောင်သူတွေကလည်းပဲတရားသားအစိုးရဖြစ်လာတဲ့အတွက်เนาะဒါတွေကိုပြန်ပြီးတော့မှတောင်းဆိုဖို့เนาะဒါတွေကိုပြန်လဲပြီးတော့မှเนาะဒီလွတ်တော်ကိုတင်ပြပေးဖို့ဆိုပြီးတော့တောင်းဆိုကြပါတယ်ဒါကြောင့်မို့ဒီမှာလွတ်တော်မှာလည်းပဲเนาะအလုံးเนาะဆိုင်ရာဆိုင်ရာเนาะဌာနတွေကိုတင်ပြပြီးတော့မှတောင်းဆိုပေးမှာဖြစ်ပါတယ် ဝက်လက်မြွနယ်မှာ1980ပြည့်လွန်နှစ်တည်းကလေးကအစိုးရကတိုင်းစစ်ခံမြေရဧက2000ညရှိပါတယ်တောင်သူအချို့မှာလည်းလေယာလုံနေရပေမဲ့ပုံစံခုနှစ်မရရှိလို့စိုက်ပျိုးစီအချင်းကားမရတဲ့ပြဿနာတွေလည်းကြုံတွေ့နေရပါတယ်။ဒီဘက်ကသူကပတ်လက်မြေဆိုပြီးတော့တတော်တိမ့်ထားတယ်။တတော်တိမ့်ထားတာကိုတောင်သူတွေကလှုပ်ဆင်းလှုပ်တယ်ဆင်းလှုပ်တော့သူတို့တောင်သူတွေကဒီခက်ခဲရှိလို့မဟုတ်အချင်းွေထုတ်ချင်တယ်။ချင်းွေထုတ်ချင်တော့ပုံစံကမထွက်တော့ထုတ်မပေးဘူး။အဲပုံစံကရှောက်တော့လည်းမရဘူးပေါ့သူတို့က ပတ်လက်မြေဖြစ်တယ်တတော်သိမ့်ထားတဲ့မြေဖြစ်တယ်ဆိုပြီးပုံစံကိုချမသိဘူးတောင်သူတွေအနေနဲ့ရောကြီးပြန်လုံချင်တာမဟုတ်ပဲဘိုးဘွားလက်ထက်ကလေးကဓမ္မဦးချလောက်ကင်လာလိုက်ကိုယ်လေကိုယ်ရမှာလေယာလောက်ပိုင်ခွင့်ပြန်ရာရေးကောတာအဓိကလိုလားနေကြတာပါလေယာမြေပြန်လဲရရှိဖို့သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတိတိကိုလည်းတိုင်ကြားစာတွေပေးဖို့နေတယ်လို့သိရပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ဘိုးဘွားတွေကလေးကကျွန်တော်တို့ကိုယ်တိုင်တီထွင်ပြီးတော့လောက်ကင်စားတော့လာတဲ့မြေတွေဖြစ်တဲ့အတွက်ကျွန်တော်တို့နှမျောပါတယ် နောက်ပြီးတော့ဒီမီတွေကိုလည်းပြန်ရရှိရတဲ့အတွက်ကျွန်တော်တို့တောင်သူလက်သမားတွေစီစီယုံယုံဖြစ်အောင် လုပ်ပြီးတော့အခုအစိုးရအသည့်လက်ထက်မှာကျွန်တော်တိုင်ကြားပြီးတော့တက်ဆိုင်ရာကိုတိုင်ပြီးတော့ဒီမီတွေပြန်ရအောင်လုပ်ဖို့စီစဉ်ထားပါတယ်ဗျာမြန်မာနိုင်ငံမှာရှိတဲ့မြေရပြဿနာတွေနဲ့ပတ်သက်ပြီးဥသိမ်းစိန်အစိုးရလက်ထက်မှာပြေးလည်အောင်မဖြစ်ရှင်းပေးနိုင်ခဲ့သလို NLD အစိုးရလက်ထက်မှာလည်းဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူးကျွန်တော်အောင်ကိုလက်ပါ